်မင်္ဂလာပါရှင်ခေတ္တ new channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထမင်းဆိုင်မှာထိုင်းနေတဲ့စကားစာနဲ့ဖြူစောတီ20ခန်းကိုတာယာဝရီခရိုင် PDF ကရှောင်းတကင်ပြစ်ခတ်တိုက်ခိုက်10ဦးသေဆုံးပြီး4ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ဘကိုးတိုင်းမင်းလာမြို့နယ်အင်ဂျင်ကုန်းအုပ်စုအညာတန်းကြီးရွာရန်ကုန်ပြည်ကာလန်ဘေးရှိ53မြမထမင်းဆိုင်မှာစကားစနဲ့ပြူစောတီ20ဦးကန်ကိုတာယာဝရီခရိုင်တရင်3800နှင့်တက်ခွဲနှင့်ရဲဘော်တွေကရှောင်းတခင်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တာယာဝရီခရိုင်3800နှင့်မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါတယ်။ မနေ့ဧပြီ22ရက်မနက်09:00ခွဲက53မြန်မာထမင်းဆိုင်မှာထမင်းစားနေတဲ့စာကာစားနေပြူစောတီကိုတာယာဝရီခရိုင် PDF ကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာစာကာစားနေပြူစောတီရှိဦးတေဆုံးပြီး၄ဦးတန်ရာရရှိခဲ့ပါတယ်။ ။တရင်ရလို့သွားတာသူတို့ဘက်ကပြန်ခုခံဖို့အချိန်မရလိုက်ဘူးကျွန်တော်တို့ဘက်ကဒရဆက်ပြက်ခတ်တာစိုင်းထဲမှာပြူသူတွေရှိနေလို့စိုင်းထဲကစကားစာတွေကိုမပြစ်ပဲစိုင်းပြင်ကစောင့်ကြည့်ပေးတဲ့ပြူစောတိနှကောင်ကိုအရင်ပြစ်တာသူတို့ပြစ်ခံရတာမြင်ပြီးစကားစာနဲ့ပြူတွေထွက်ပြေးမှလိုက်ပြစ်တာလို့တာယာဝတီခရိုင်3800နှစ်မှာတာဝန်ရှိသူတအူးကပြောပါတယ်။ ရန်ကုန်ပြည်ကားလမ်းအရှိတ်ဘက်မှာရှိတဲ့ကျေးရွာကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်တပ်လာရောက်မယ်ဆိုတဲ့သတင်းကြောင့်တရားဝတီခရိုင်တရင်3000ရှိရာနဲ့တက်ခွဲနေတဲ့တုံးမရဲဘော်တွေနှစ်ဖွဲ့ခွဲပြီးနေနေရှင်းလင်းလုပ်ခဲ့တာလို့ဆိုပါတယ်။စစ်တပ်ဘက်ကအထိနာရာကြောင့်မနေ့နေ့လည်း2:15မိနစ်ခန့်က MI 35ရဟတ်ရင်နဲ့ရိုးမအဆက်ရှိဒေသခံတွေနေထိုင်တဲ့နေရာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့၎င်းကစက်ပြောပါတယ်။ ဘုံသုံးလုံးစီသုံးချိန်ကိုလုံးကျဲတယ်လူအထီးကైအမတော့မကြဘူးကြောက်တကားတော်ရဖုန်ကြီးចောင်းကနန်းနန်းတစ်ခုပြည့်စီသွားတယ်အဲ့ဒီဖုန်ကြီးចောင်းအပြင်ကအင်တိုင်းတော်ကြောက်တောင်မှာကားတစီလေရင်နဲ့ပြစ်တာထီသွားတယ်အဲ့ဒီကားတွေကပြည်သူတယောက်ပြင်းထန်တမ်းရရတာတေးသွားလားမတေးဘူးလားတော့မသိရဘူးတိတိတိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့်ဒေသခံတွေအနေနဲ့စစ်တပ်အနီးတွာလာနေထိုင်တာလုံးဝမပြုလုပ်ကြဖို့နဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ရှားလာနိုင်တာကြောင့်တတိနဲ့နေထိုင်ကြဖို့အတိပေးတိုက်တွန်းလိုက်ပါတယ်လို့ဆိုပါတယ် ဆက်လက်ပြီးရန်ကုန်ပြည်လမ်းပိုင်းကိုစစ်တပ်ကပိတ်ထားပြီးလမ်းတောက်လျှောက်ရှိကျေးရွာများကိုစစ်ကြောင်းထိုးစီးနေနေကျေးရွာများကိုလည်းစစ်တပ်ကရဟတ်ရင်ဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းကိုအကြံဖက်စစ်တပ်ကပိတ်ထားပြီးလမ်းတောက်လျှောက်ရှိကျေးရွာများကိုစစ်ကြောင်းထိုးစီးနေနေကရဟတ်ရင်ဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းများလှုံ့ဆော်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ် ဧပြီလ22ရက်နေ့တွင်ရန်ကုန်ပြည်လမ်းပိုင်း၌အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကလက်ရှိချိန်ထိရန်ကုန်ပြည်လမ်းကိုပိတ်ထားဆဲဖြစ်ကြောင်းသိရပါသည်။ထို့သောလမ်းပိုင်းကိုပိတ်ချထားပြီးနောက်လမ်းတလျှောက်ကြီးကျေးရွာများကိုစစ်တပ်ကဇက်တိုက်ဝင်ရောက်စီးနင်းနေပြီးကျေးရွာနေပြည်သူများကိုရွာထဲမှထွက်ခွာခိုင်းခြင်းနေအိမ်များကိုဝင်ရောက်ရှာဖွေခြင်းများလှုံ့ဆော်နေကြောင်းသိရပါသည်။ ယနေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းအကြမ်းဖက်စစ်တပ်က MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ MI-18 ရဟတ်ယာဉ်များဖြင့်မင်းလာမြို့နယ်အတွင်းရှိပတ်တန်းကြီးရွာ၊ကြောက်တကားကြီးရွာနှင့်မဟာမြိုင်ဘက်တို့ကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ်အကျန်းဖက်စစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေအဆောက်အဦများထိခိုက်ပျက်စီးမှုရှိကြောင်းလေကြောင်းတိုက်ခိုက်ခံရသောကြေးရွာများမှာပြည်သူများသည်လည်းလက်ရှိချိန်တည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်အခုလက်ရှိတော့ရန်ကုန်ပြည်ကားလန်းကိုစစ်တပ်ကပိတ်ထားတဲ့ကားလန်းဘေးမှာရှိတဲ့အညာရန်ကျေးရွာစာပြူစုကျေးရွာတွေကရွာသူရွာသားတွေကိုစစ်တပ်ကဒီနေ့နံနက်ပိုင်းမှာရွာရင်းမနေခိုင်းမဲရှောင်ခိုင်းလို့ပြည်သူတွေရှောင်နေကြရပါတယ် လမ်းတလျှောက်ကယူအာတွေကိုစစ်တပ်ကစက်တိုက်ဝင်ရောက်စီးနင်းပြီးရှာဖွေတာတွေလုပ်နေတယ်။မင်းကလီရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ယူအာတွေကပြည်သူတွေကတော့ဆက်လက်တင်းရှောင်နေရတော့ပဲဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆလပီပြည်တွင်းငင်းငင်းရေးဆွေးနွေးရန်တိုက်တွန်းနေသောနိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုစံစစ်သုံးသပ်ကြရန် NUG အစိုးရတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရန်တိုက်သွန်းနေသောနိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုစမ်းသပ်သုံးသပ်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရ၏ယာယီသမရဒူဝါလက်ရှိလာနေဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကအသိပေးပြောဆိုလိုက်ပါတယ်။ဧပြီလ22ရက်နေ့ပြုလုပ်သောအမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့အစည်းအဝေးစနေမြင်းဆောင်2025တွင်အထက်ပါအတိုင်း၎င်းတို့ကတတိပေးတိုက်တွန်းလိုက်ကြခြင်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးအခင်းကျင်းတွင်နိုင်ငံတကာကမြင်းကလေးလှုပ်ခတ်မှုကိုအကြောင်းပြုပြီးပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာရန်တိုက်တွန်းနေကြောင်း NUG အနေဖြင့်မြန်မာတိုင်းနိုင်ငံလုံးငြိမ်းချမ်းရန်တည်ငြိမ်ရန်ကိုအစဉ်တစိုက်လိုလားကြောင်းထို့ကြောင့် NUG ကစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှအပါအပြစ်အခက်ရဲစဲရန်ပထမဆုံးကြေညာခဲ့ကြောင်းယာယီသမရကဆိုသည် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပြည်သူလူထု၏အဓိကလိုလားချက်များကိုလစ်လုံမရှုရန်အားလုံးဂရုစိုက်ကြရမည်ဖြစ်ပြီးပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ချင်းမြောင်အောင်တွန်းအားပေးနေသည့်နိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်လည်းစစ်ကောင်စီ၏ငင်းချမ်းရွေးဆွေးနွေးပွဲများအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းသပ်သုံးသပ်ကြရန်တိုက်တွန်းလိုကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီအနေနဲ့လည်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လိုတာကမြန်မာနိုင်ငံမှာဘယ်သို့သောစိတ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ကတက်တည်ပဲဆိုတာနားလည်ဖို့လိုပါတယ်ဟုယာယီသမရဒူဝါလက်ရှိလာကပြောဆိုပါတယ် NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမှာအားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးပြည်သူများငလင်တန်းခံရတော့လေစစ်တပ်ကပြည်သူများကိုဥတီတော့လေကြောင်းတိုက်ခိုက်မှုများပြင်းထန်စွာလှုပ်လာနေကြောင်းထုတ်ဖော်ပြောဆိုပါတယ် အင်းအပြင်းငလင်ဖြစ်ပေါ်ခဲ့မှုကြောင့်ကျွန်တော်တို့အနေနဲ့ငလင်တန်ခံရတဲ့နေရာဒေသတွေမှာထိုးစစ်တွေရပ်ဖို့ကြေညာခဲ့ပေမယ့်တပ်ဘက်ကအကြမ်းဖက်စစ်အုပ်စုကတော့ဒီရပိုင်းတွေမှာပြည်သူတွေကိုမူတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာတာကိုစိတ်ပြက်ဖွယ်တွေ့မြင်ရပါတယ်။ရန်သူကတော့ရန်သူပိတရာထက်ကိုပို့ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုတွေကိုလေဟင်းခြင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချရင်းစီမံကြဖို့လိုအပ်ပါတယ်ဟု NUG ဝန်ကြီးချုပ်ကရှင်းလင်းပြောကြားပါတယ်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။